ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါမြည်ပြင်းရရှိတဲ့သတင်းချက်လက်တွေကိုကျွန်တော်အဖြေခံသွားတဲ့အမုန်းခံလူသားစပီကာသမားတယောက်အနေနဲ့ပေါ့နော်နိုင်ငံတော်အကြီးအကဲတွေတိုင်းပြည်အေးချမ်းစွာနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မတော်နဲ့တက်မတော်သားမိသားစုဝင်တွေသိရှိအောင်ကျွန်တော်ကအဖြေခံဘဝနဲ့အမုန်းခံလူသားအဖြစ်ရက်တည်ပြီးတော့တင်ပြပေးမှာဖြစ်တယ်ပေါ့နော်တဲ့တွေကတော့အများကြီးရှိတယ်ကျွန်တော်လည်းခကြီးထွက်နေရတယ်နောက်တစ်ခုကရှေတန်းအတွက်အလူတန်းလေးတွေလုပ်ဖို့အတွက်ရှိတယ်ပေါ့နော် တိုင်းပြည်ပြည့်၍တဲ့ပြည်သူငတ်ချိန်ဝန်ထမ်းကျင့်ပြက်ခရိုနီဖတ်၍ငါနဲ့ငါမယားမယားငယ်လေးကောင်းစားရေးအတွက်တိုင်းပြည်ဗန္နာမြေတထွာနှင့်တယံဇာတတူးဖို့ခြေမွားဖော်ထုတ်ကြ၍လိန်လေရောင်းချကြလီတော်တဲ့အဘယ်ပြစ်မှုမြောက်မီနီးတဲ့နော်ဒါတော့တငင်းတယောက်ရေးပြတဲ့တင်းတွေကတော့ဟိုပါပေါ့ရည်စကြိုစစ်ကြောင်းကလဲတဲ့ လဲတဲ့ကျုံမိုးခွဲရွာအကျန်းဖက်များအပြစ်ခတ်ဖမ်းဆီးရအသေးများရပြီး58កောင်မသိမရှင်ဖမ်းဆီးရမိတယ်တဲ့အဲ့ဒါမနေ့ကပေါ့နော်ရေစစိုးမြို့နယ်ရေလေကျုံအကျန်းဖက်များထွက်ပြေးတိမ်းဆောင်ပုန်းကိုနေသူများကိုအသေးပြစ်ခတ်ဖမ်းဆီးရ90ကျော်ဖမ်းဆီးရမိကြောင်းရန်ကုန်ခွေးတက်ကထောက်အောင်ပြောဆိုတဲ့ဒီမနေ့21ရက်နေ့နနေ့ချောင်းနာရီခွဲတွေနဲ့အကျန်းဖက်မိုးပြူနေနဲ့မိုးခွဲရွာများဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်တုတ်တင်နေခြင်းဖြစ်ကြောင်းသိရသည်တဲ့ရေလေကျုံကိုပိတ်ဆို့ပြစ်ခတ်ဖမ်းဆီးချိန်အသေးများနဲ့မသေးမရှင်များ ရှိကြောင်းသိရတယ်တဲ့တောင်ကမ်းမနေဝင်းနီတို့ရည်မှန်းချက်တဲ့အောင်မြင်မှုဒုတိယရည်မှန်းချက်အထက်ကပို့မှာ21ရက်နေ့နေ့လယ်ပိုင်းအချိန်ကတောင်ကမ်းဒေသတွင်တောင်ကမ်းကွန်မတိုတွေရဲ့ပထမရည်မှန်းချက်ရန်သူနေအားသိမ်းပိုက်ရရှိမှုတင်ပြထားခဲ့ပြီးဒုတိယရည်မှန်းချက်နေရာအားဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်တဲ့ ယနေ့ညနေ၄နာရီကျော်ကမှဒုတိယရီမန်ချက်ရန်သူစကန်အထက်မှသိသိရရှိခဲ့ပြီးဖြစ်စဉ်မိမိဘက်ကမစိုးရိမ်ရဒဏ်ရာရတဦးရရှိခဲ့ပြီးရန်သူထံမှအကြမ်းဖက်တရားနယ်နေနှလုံးနဲ့လက်နက်မျိုးစုံ၃လမ်း MB 89လောင်ချာတစ်လက် MB 3တနက်တစ်လက်ပစ္စတိုတစ်လက်၃ကြီးရင်ကြီးစံများပြစ်ချင်းဘန်ကာချင်းများတဲဆက်သွေးတူမြောင်များထက်မှသိပါရရှိခဲ့ပါတယ်တဲ့ဆက်လက်အောင်မြင်ချက်နေပြည်တော်ရှင်းလင်းဖို့ရန်သူအလောင်းလက်နက်များရရှိနိုင်ပါတယ်တဲ့နော်အဲနောက်ကျတော့စတော့မယ်နော် ကန်ကြီးနဲ့တဲ့လက်ပံကုန်းညောင်မင်းသားရွာတွေမှာကိုကန့်တွေပါရောက်နေကြောင်းဖုံးဆက်တွေရပါတယ်တဲ့တက်မတော်သားတွေအတွက်တည်ထားနိုင်ဖို့ပါရှစ်ဘေးကြောင်နေရရတဲ့ပြည်သူတွေစိုက်ပျိုးထားတဲ့ကြံကင်းတွေကိုခွေးတကိုးတပုံတွေကစံပိန်ကားတွေနဲ့တည်ယူပြီးအင်းဝိုင်းတကြားဆက်မှာရောင်းစားနေကြတယ်လို့ပြောလာကြပါတယ်တဲ့ပြောင်းဆိုင်ကင်းတွေဆိုလေသူတို့အကုန်ရောင်းစားနေကြပါတယ်တဲ့အဲ့ဒါတော့ခင်ဗျားတို့တပုံရဲ့တပုံရဲ့ပေါ့နော်လက်အောက်မှာနေကျင်တဲ့လူတွေပေါ့နော်ခံကြပေါ့နော်ဒါကတော့ကျွန်တော်ခီးသွန်းနေလို့မကျင်ညာပြစ်လိုက်တာပေါ့19ရက်3လ2025ရက်နေ့ မကြီးရဲ့ဘုံကြီးကြောင့်အရှိမကြီးရဲ့မဲပုတ်လမ်းပေါ်ရှိပလောင်ပရိယမြအခြေပြုလက်ရှိသောတောင်ကုန်းကခမရဆက်ခွန်မှာတိုက်ခတ်ခဲ့ပြီးခမရ905မှာပိတ်ဆို့ရင်ပြုလို့ပြုလုပ်ပြီးဟန်ချက်ညီဆောင်တိုက်ခါရခမရဆက်ခွန်မှာ9လောင်းနဲ့3လက်ရပြီးခမရ905မှာ1လောင်း1လက်ရစုစုပေါင်း6လောင်း4လက်ရရှိတာပြီးဖြစ်ပါတယ်တဲ့ကိုဘုံရေးတဲ့ယနေ့ကြောင်မဲဘက်ကဖုံးဆက်လာတဲ့တဲ့နောင်ချုံမျိုးကပလောင်တွေကြောင်မဲကိုပြေးကုန်ပြီးတဲ့ကြောင်မဲမျိုးခန်းစစ်အတွက်ကောင်းခန်းစစ်အတွက်ကောင်းတယ် စကကနဲ့တက်နေတစ်ခုလုံးခန်းစစ်ကုံတအားကောင်းသောကြောင့်လည်းအထူးသတိထားရပါမယ်တဲ့မြို့အဝင်ကလည်းပန်းပောင်ကဝင်ပူပြီးတက်ဝင်ကောင်းပါတယ်တဲ့အထူးသတိထားဖို့ပြောပြပါတယ်နောင်ချူကတော့ပလောင်အနေနဲ့ခန်းစစ်မကောင်းတော့ပါဘူးတဲ့နော်ကိုဘုံရေးတဲ့ဇဂိုင်းတိုင်းအထက်အထက်ပိုင်းမော်လိုက်ခရင်ဖောင်းပြင်းမြို့ကို PDF တွေကကုန်းလန်း ရေလမ်းတွေပိတ်ထားတာနှစ်လကျော်သုံးလဝန်းကျင်လောက်ရှိနေပါပြီတဲ့ကုန်စည်နှုန်းတွေကလည်းကြီးတယ်အလို့အကန်ကမရှိဆိုတော့စားဝတ်နေရေးကကျက်တဲနေကြရတယ်ရေလမ်းကုန်လမ်းပိတ်ထားတဲ့ရွာတွေကတော့ဖောင်းပြင်းမြို့အထက်၄မိုင်ကျော်ခန့်အကွာတတရောင်း PDF တွေပါတဲ့ဖောင်းမြင်အောက်ဘက်နမ်းမော်လိုက် PDF တွေကပိတ်ဆို့ထားခြင်းဖြစ်ပါတယ်အထက်လူကြီးများသိရှိစေရန်ကျေးဇူးပြု၍ပြောပေးပါဦးနဲ့ကိုပုံချမ်းပါပါလေတဲ့နောက်တစ်ခုကတော့လာရှိုးတဘုံလောက်အောင်မှာနေခြင်းနဲ့ပြည်သူလူထုတွေဒါပြည်သူရဲ့ စကားတမ်းပေါ့နော်လာကျော်ပြည်သူစေုံကြီးကပုဂ္ဂလိကစေုံဖြစ်သွားပြီလားတဲ့တခါမှမကြဘူးတဲ့တညာဧခတထောင်ခွဲပေးရတယ်တဲ့စစ်ချောင်ပြီးပြန်လာတော့ဝင်လာတဲ့လူတွေစားစရာတောင်းနဲ့အမနိုင်တနိုင်နဲ့ကောင်ဖြစ်၍တေယုံမတပါးပဲပေါ်တယ်စေသူစေတော့ခွဲစိတ်ဓမ္မရိုက်အန္တရာဆောင်ရိုက်ငွေချင်းပြေစာရပြီးမှလုတ်ပြီးတော့ပုဂ္ဂလိကစေုံစတိုင်ဖြစ်ပြီးတဲ့ပုဂ္ဂလိကစေုံဆိုတာအစော်ဦးကိုကိုဘသာကိုဆောက်ရတယ်ဂရင်စက္ကရိယအစော်ကိုကိုဟကိုဝယ်ရတယ်တထေးစေုံမှုတထေးတွေတော်တတ်တာတွားကူတာပါတဲ့ပြည်သူစေုံဆိုတာအများပြိုင်ပြည်သူစေုံဖြစ်ပါတယ်တဲ့ အစိုးရအခွန်ကဝယ်နေတဲ့ပစ္စည်းတွေအများဒါပြည်သူတွေလူသားတာရှိရဲ့လူနာဆေးုံတွေလူသားတာတွေရှိတယ်အဲ့တော့အမအေးအဲ့ကိစ္စကတော့လားချိုးမှာရှိတဲ့တပုံလက်အောက်မှာနေကျင်တဲ့ပြည်သူလူထုတွေပြောရဲလားလို့နော်အဲ့ဒါလေးပဲအမမေးလိုက်ပါကျွန်တော်ကိုသတင်းပေးတာပေါ့နော်အဲလားချိုးမှာဘာမှစီးပွားရေးလုပ်ကန်စားတော့လို့မရဘူးလောင်းကစားယုံတွေဖာယုံတွေနော်အဲ့အဲ့လိုမျိုးဟာတွေပဲရှိတယ်အဲ့တော့တပုံလက်အောက်မှာနေကျင်တဲ့လူတွေတပုံလက်အောက်မှာမနေကျင်တဲ့လားချိုးမှာရှိနေတဲ့ပြည်သူလူထုတရာမှာ85ရာခိုင်နှုန်း ြည်သူလူထုကဟိုလုံးဝဟိုတဘုံအောက်မှာပေါ့နော်တဘုံအောက်မှာမနေချင်ပါဘူးเนาะအဲ့ဒါဟိုအဲစစ်တပ်လာဆန္ဒပြတို့ဘာလို့ညာတို့ဆိုတာအဲ့ဒါလောက်ကြံပြီးတော့ဟိုကဖြစ်တာပါပေါ့နော်ကုတော်ဘုံရင်ရေးတဲ့မင်္ဂလာပါအခုကျွန်တော်ပို့တာနိုင်ငံတော်ကြီးကင်းသားတည်အောင်ပြောပေးပါရတယ်အဲ့ဒါကလက်ရှိမကွေးတိုင်းမင်းဘူးခရိုင်ကွင့်ပြူမျိုးမရေစကန်းရဲ့ခွင့်ပြုချက်ဖြင့်ကြောင်းကျောင်းတော်ရကြောက်ကုန်းနဲ့ရွာကြမှာလေလေးကောင်ချင်းကြက်ဝိုင်းမကွေးမင်းဘူးပွင့်ပြူဆက်သွဲထားသောလမ်းရှိလမ်းပေးရှိကန္တာကြီးကျေးရွာတွင်လေးကောင်ချင်း ဝိုင်းကြက်ဝိုင်းပွင့်ပြူဝါတက်နှင့်မိကလျက်ရှိ မုံမြင့်အုပ်စုသမော်အင်းကျေးရွာတွင်လည်းပြုလုပ်လျက်ရှိပါတယ်တဲ့ပြည်သူများသိမ်းရာချီပြီးအဆုံးရှုံးနေကြပါပြီတဲ့ပြည်သူများကိုတနာသောအားဖြင့်နဲ့သက်ဆိုင်ရာအထက်လူကြီးများများသိစေရန်တဆင့်ပြောပေးစီလိုပါတယ်အဲ့တော့ပြည်သူတွေလည်းမကစားကြနဲ့ပေါ့နော်နောက်တစ်ခုကမင်္ဂလာဝါကိုပုံးရေးတဲ့ရန်ကုန်မြို့တိတိမင်္ဂလာဈေးတင်မှာလူမိုက်ကြော်ကြီးနဲ့အဖွဲကကောင်းကောင်းကောင်းဝဲလောက်ကန်စားတောင်းနေတဲ့ ဘုရားပန်းနေစီစီကပန်းချင်းတစ်ချင်းကို3000ကနေ2000ကျပ်အထိမိုက်ကြီးခွဲတောင်းယူနေတာကိုတက်ဆိုင်ရာတာဝန်သိသူများတိအောင်တင်ပြပေးစေချင်ပါတယ်ခစ်ပြက်လို့အလောက်ကန်တွေရှားပါနေရတဲ့တဲ့သူတို့တွေကပြည်သူလူထုအပေါ်အကျိုးမပြုဘဲမိုက်ကြီးခွဲနေကြတယ်တဲ့မန္တလေးကလူမိုက်တွေရဲ့ချီးကိုကျွေးရမယ်တဲ့နောက်ပြီးဈေးတာဝန်ကစီပင်အဖွဲ့နဲ့လည်းပူးပေါင်းထားပုံရတယ်တဲ့ဈေးရတီခမရမနဲ့3000ရေလောက်ကလေးကအေးကြီးပြက်ခံပြီးဈေးရောင်းနေရတာကိုသူတို့က မနေ့6နာရီလောက်ဆိုအစင်သင်လာပြီးမိုက်ကြီးခွဲတယ်တဲ့လူမိုက်ကြီးတောင်းတယ်တဲ့ဈေးရောက်မကောင်းလို့ရှော့ပေးရင်လေတဲ့ချိန်မောင်းပြောဆိုတယ်တဲ့ပြတင်ပြပြအောင်တင်ပြပေးစေချင်ပါတယ်ဈေးသက်တွေအများကြီးပါတယ်သူတို့ကလူအုပ်လိုက်မိုက်ကြီးခွဲနေကြတော့ဈေးသက်တွေခင်ဗျာမပြောရဲဘူးတဲ့မတရားတာတွေတွေ့နေရတော့အမှန်တရားကိုတန်ဖိုးတာလေးစားတတ်တဲ့ကိုဖုံးကိုတတိယလိုအကျိုးကြောင်းလေးပြောပြတာပါတဲ့ထာဝရတန်ဖိုးတာလေးစားပါတယ်ကိုဖုံးကြီးအမိတက်မတော်သားများဘေးကင်းလုံခြုံစွာတိုင်းပြည်တော်ဝန်ထမ်းဆောင်နိုင်ကြပါစေတဲ့နော် တိရိမင်္ဂလာဈေးတစ်ခုလုံးမှာကောင်းရောင်းကောင်းဝယ်လှူစားနေကြတဲ့ပြည်သူဟာလူမိုက်မျက်နှာကိုကြည့်ပြီးလှူစားနေကြရတာတဲ့သူတို့မလို့ရင်မလို့တလို့ဝိုင်းရိုက်ကြတဲ့ကိုဖုံးနဲ့မကျေနပ်လို့သက်ဆိုင်ရာကိုမတိုင်ရဲကြဘူးတဲ့ဒါကြောင့်ကိုဖုံးအနေနဲ့ကူညီလို့ရရင်သက်ဆိုင်ရာတာဝန်သည့်တာဝန်ရှိတဲ့ပြည်သူတွေကိုတင်ပြပေးစေပေးစေချင်လို့ပါတယ်တဲ့မြင်းညာမျိုးကြီးတောင်ဘက်တွင်မြင်းညာမျိုးနဲ့ဆက်ဆက်လျက်ရှိသောဆက်မှုစုံတွင်လည်း PDM များအမြဲတစေဝင်ထွက်လျက်ရှိပြီးမကြာခဏဆိုသလိုပင်သူတို့မတင်လာတဲ့သူများကိုဒလန်ဟုခေါင်းစဉ်တက်ကာ ဝင်ရောက်ဖမ်းဆီးလျက်ရှိတဲ့မြင်းညံပတ်ချလော်တွင် PDM များဝိုင်းရိုင်လျက်ရှိသည့်အပြင်မြို့ထဲတွင်လည်းစိတ်ဝင်နေတယ်တဲ့ယခုအနေအထားတိုင်းဆက်လက်သွားပြီဆိုပါကခမရ15တန်းနဲ့မြင်းညံမြို့အတွက်မကြာခင်အနေရရှိလာနိုင်သည့်အတွက်အထက်အကြီးအကဲများအစင်းစင်းနဲ့နာဆကဝန်ကြီးချုပ်ကြီးသိရှိပြီးကြိုတင်၍လက်ဦးမှုရယူကအမြင့်ပြတ်ချေမုန်းရှင်လင်းတုတ်တင်နိုင်ရန်ရိုသေလေးသားစွာတင်ပြအပ်ပါတယ်ခမရတဲ့စင်ကိုင်မျိုးနဲ့စွန်ရဲအင်းရွာကအုတ်ကြီးဦးဝင်းကျော်ပါတဲ့သူသားဖုံးမြင့်ကျော်ခါ တိကရွေးကောက်ပွဲကော်မရှင်ယုံကစီရီယံလှုပ်ထားတာပါတဲ့ရွာမှာသူ့အဖေအားကိုနဲ့လူတော်တော်များများကိုရိုက်ခွဲထားပါတယ်တဲ့သူ့အဖေဦးဝင်းကျော်ကတက်ကထုတ်ပေးထားတဲ့တနက်နဲ့သူနဲ့မကျေနပ်တဲ့သူတိုင်းကိုချင်းချောက်ပါတယ်တဲ့တားဖြစ်သူစီရီယံတယောက်ကိုလည်းသူ့အာနာနဲ့ရွာမှာထားပြီးစီရီယံတားဖြစ်သူကအချမ်းဖက်အဖွဲနဲ့ပတ်သက်လို့မျိုးနယ်ကစာထုတ်တာကိုစင့်ကန်ရဲစခန်းမှာရဲတွေနဲ့ပိုင်တော့ဖုံးပြီးထားပါတယ်ရုပ်စွာအစုံဦးဝင်းကျော်ကသူ့ခေါ်ခိုင်းတဲ့ပယံသမားကိုလှုပ်အားက လုံအားခစကားများတာနဲ့ပတ်သက်ပြီးတနက်နဲ့ထုတ်ချိန်လို့အလုံသမားလေးအမေကရှ िख ိုးပြီးတောင်းပန်ခဲ့ရပါတယ်တဲ့အဲ့ရွာမှာစုံစမ်းရင်ကျွန်တော်ပြောတာတည်းပိုသိနိုင်ပါတယ်တဲ့ဘာလို့အခုညတောင်းရလဲဆိုအဲ့ရွာနားမှာတက်တွေလည်းရှိပါတယ်ကျောင်းသားတွေလည်းအမြဲလာပါတယ်အဲ့လိုဖေကရွာလူကြီးတနက်အားကိုနဲ့တားကစီဒီယန်လုံပြီးအကြမ်းဖက်နဲ့ပတ်သက်လို့စာထုတ်ခံထားရတာကိုအုပ်ကြီးအချိန်နဲ့ဖုံးပြထားတာကအဲ့ရွာပတ်ဝန်းကျင်ကတက်တွေရောအင်မတန်မှစိုးရင်ရပါတယ်ဗျာတဲ့ကျွန်တော်ကတီးတဲ့လောက်ပဲပြောပြတာရွာမှာစုံစမ်းရင်ကျွန်တော်ထက် ကျွန်တော်ပြောတာထက်အများကြီးပိုသိနိုင်ပါတယ်တဲ့ကျွန်တော်သိလိုက်တာကစီရန်လှုပ်ထားတဲ့ဘသူမဆိုအုပ်ချုပ်တဲ့ကိုအုပ်ချုပ်တဲ့နေရာမှာလာနေအထက်ကိုတင်ပြရမှာအုပ်ကြီးတာဝန်မဟုတ်ဘူးလားဗျာအခုသားဆိုတော့လေဖုံးပြထားတယ်တဲ့ကိုဖုံးတို့ကြအများကြီးပေါရောက်လို့အခုညီတောင်းရပါတယ်တဲ့နော်စလင်းမျိုးနဲ့မြေနုကျွန်းရအကြံဖက် PDF များအရင်ကတည်းပုံများနာတွေ့ရတယ်တဲ့လူရင်အားစုနေတယ်လို့သတင်းရတယ်နောက်ထပ်ရောက်လာကြတဲ့အကြံဖက် PDF များကစိတ်ပြူမျိုးနဲ့လမ်းစကန်ပိုင်းအတွင်းရှိခြေရွာများမှာအကြံဖက် PDF များလို့သတင်းရတယ်မြေနုကျွန်းရခြေရွာများအတွင်းမှာ အများကြီးပါတဲ့တိန်ချင်းတော့မပြောပါဘူးလေရွာရဲ့မြောက်ဘက်ခြံလေးထဲမှာလည်းအိမ်တွေမှာလည်းအများကြီးရှိနေတယ်တဲ့လူရင်အားတွေစုနေပုံရတယ်တခုခုတော့လုံးတော့မယ်လို့ထင်မိပါတယ်စလင်းမြို့မှာရှိတဲ့နေမီရှင်လင်းအဖွဲ့တွေသိစေချင်ပါတယ်မကွေးတိုင်းမူကြီးသိပါစေဘာဆက်လုပ်ရမယ်ဆိုတာကတော့လူကြီးမင်းတို့ဆုံးဖြတ်ပါအမြန်ဆုံးဆောင်ရွက်စေချင်ပါတယ်တဲ့နော်မြမပြည်လည်းအမြန်ဆုံးချင်းချမ်းပါစေရှေးတန်းရောက်နေတဲ့တက်မလို့သားတွေဘေးရန်နေခင်ချင်းပြီးနောက်တန်းကမိသားစုနဲ့အမြန်ဆုံးပြန်လည်ပေါင်းဆက်နိုင်ပါစေကျွန်တော်လည်းဒီရက်ပိုင်းမှာ ငါးပိတ်တာ200ပေါ့နော်ဒါကတော့ည YouTube မှာထည့်ပြောမယ်ငါးပိတ်တာ200အများကြီးပေါ့ကျွန်တော်အလူကိစ္စလေးရှိနေလို့ပါနော်